ားလုံးပဲမင်္ဂလာပါဘုရားခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ကျောဒီနေ့ဘုရားခင်ဤလူဆိုတဲ့ကောင်းစဉ်နဲ့သူတို့ကဆင်ခြင်ဖို့တွေ့ဖြစ်ပါတယ်တော်တမန်တော်ဤရှင်ပေါ်လို့ကသူတက်တာဒါနောက်ဆုံးချိန်လေးမှာတိမောသီကိုဆုံးမတုံတင်တဲ့တိမောသီအိုရာစာဒုတိယဆောင်ထဲမှာသူရှိတော့တဲ့နောက်ပိုင်းမှာ တိမောသေးရဘလို့ယုံကြည်ယက်တီချက်နဲ့ဆက်ပြီးတော့အသက်ရှင်သွားရမယ်ဆိုတဲ့အရာလေးကိုတီချာလေးပြောပြထားတယ်အာဘရမစတန်လောက်ထားတာပေါ့နော်ဆိုတဲ့အချိန်မှာသူ့အမေသူ့အဖွားတွေကရှိသေးလားမရှိတော့ဘူးလားဆိုတာမျိုးလေကျွန်တော်မသိတော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါဆိုတော့သူကိုယ်တိုင်လည်းသူ့ဘဝကိုပြောင်းပြီးမှတုံ့တင်ပေးနေတယ်သူဖြစ်နေတယ် သင်ဥတရားလည်းဖြစ်နေပြီဆိုတော့အဲ့မှာသူတိချာရက်တီပြီးသူအသက်တော်မှန်ကန်စွာရှောက်လန်းတက်ဖို့ရန်ဖို့လုံးကသူတိချာပြောပြတုံတင်နေဥစ္စာနှစ်တိ၃ငွေ၁၄ရာနေဆက်ခွန်မှာကျွန်တော်တို့အတူတူကဒီတိုင်းအသက်ရှင်ရမယ်ဒီတိုင်းကျွန်တော်တို့ရက်တီသွားရမယ်ဆိုတဲ့အရာလေးဖြစ်ပါတယ်ဆိုတော့ခန်းငယ်၁၄မှာစတဲ့အခါမှာတင်ဒီဘေသူထန်၌နီးခံခဲ့ပြီးဒီကို၎င်း ယေရှုခရစ်ကိုယုံကြည်ခြင်းအဖြစ်ကယ်တင်ခြင်းအလို့ငါပညာကိုပေးနိုင်သောဓမ္မကျမ်းစာကိုငေသောရွေမှစ၍ဤချက်တီကို၎င်းတိမှတ်တီနှင့်အထက်ကသင်၍နှလုံးသွင်းမိသောအယူဝါဒ၌တည်နေလော့ပရမဥဆုံးချက်ကသင်သည်အဘယ်သူထံ၌ဤခံခဲ့ပြီးသည်ကို၎င်းဆိုတော့တိမောသေလီယာအမိနဲ့အဖွားစီရန်လက်ဆင့်ကမ်းပြီးယူလာခဲ့တဲ့ တမာတရားနော်သူတို့သူ့တွင်တင်ခဲ့ပြီးတာဒီအမေနဲ့အဖွာအစပြုခဲ့တာဆိုတော့ဘယ်တော့မှမဟုတ်တဲ့သူတေချာပြောပြတယ်ပြီးတော့မှဒါအမှုတော်တွေကိုဆွဲခေါ်လာတာဘာလို့လဲဆိုလို့ရှိရင်တမန်တော်ရှင်ပေါ်လို့တမန်တော်ရှင်ပေါ်လို့ကလည်းကျွန်တော်သိတဲ့အတိုင်းပဲဒီဓမ္မသစ်ကျမ်းထဲမှာဩဝါဒစာတွေအာတော်တော်များများကသူ့ရဲ့ဩဝါဒစာတွေဖြစ်တယ်ဒါကြောင့်ခရိယံယုံကြည်ယက်တီချက်တီကလည်း အသူ့ရဲ့ oral စာစာတွေအပြင်ကျွန်တော်အများကြီးဒါကိုတွေ့ရတာပေါ့နော်ဒီပုံမှာယက်တီထားတယ်ဆိုတာတွေ့ရတာပေါ့အဲ့တော့တမန်တော်ကြီးရှင်ပေါ်လို့တိမောသီကိုတည်တည်ကြကြပြောပြတယ်ဆိုတော့မင်းငေတဲ့အချိန်ကနေစပြီးတော့မင်းဘသူတုံတင်ချင်းခံခဲ့ရတာလေသူစီမှာအဲ့ဒီနီးခံခဲ့တဲ့အတိုင်းမယုံကြည်ပါယက်တီပါ ပြီးတော့မှအဲ့ဒီချိန်ခါတော့ကခုနပြောတဲ့ဒီမှောင်ရင်တော့ဩဝါဒတွေနဲ့ ခရစ်တော်ဟာကယ်တင်ရှင်မဟုတ်ဘူးခရစ်တော်ကိုယုံကြည်လက်ခံယုံနဲ့မလုံလောက်သေးဘူးဆိုတော့ယူဒဘာသာကနေလာပြီးတော့မှဟိုမှားယွင်းတဲ့ဩဝါဒကိုပွားစီတဲ့အရာတွေပေါ့တော့ဒီအရာတွေကလည်းတွေ့နေရတာမျိုးရှိတယ်ဆိုတာတွေ့ရတယ်အဲတော့ခရစ်တော်ယုံကြည်တာနဲ့မပြီးသေးဘူးငါတို့ကဆက်ပြီးတော့မှစူးစမ်းကြင်ကြံရမယ့်အရာတွေငါတို့ဆက်ပြီးတော့မှလှုပ်ဖို့အတွက်လူသေးတယ်ဆိုတော့ဒါဒါတွေကမှားတာမဟုတ်ဘူးတဲ့ဒီမှာတစ်ခုပဲဆိုတော့ ယုံကြည်ခြင်းအပြင်ကေတင်ခြင်းအလို့ငါပညာကို ပေးနိုင်သောဓမ္မကျမ်းစာနော်ဆိုဒါယုံကြည်ရည်တည်ချက်ဖြစ်သွားပြီဓမ္မကျမ်းစာကိုငယ်သောအရွယ်မှာစပြီးလိကျက်တီကိုတိမှတ်တီနှင့် အထက်ကသင်ယူနှလုံးသွင်းမိသောယူဝါဒ၌တည်နေလော့ဆိုဓမ္မကျမ်းစာဆိုတကယ်တော့ဒါဓမ္မကျမ်းစာကိုပြောတာဓမ္မကျမ်းစာဆိုတာဒီငယ်သောအချိန်ရွေရနေစပြီးတော့မှ ဟို prophet ကျမ်းနေရှိခဲ့တာ။ not prophet ကျမ်းနေရှိခဲ့ဓမ္မကျမ်းစာတမာကျမ်းစာဆိုတာအဲ့ဒီတော့ဒီဩဝါဒစာတွေမရှိသေးဘူး။ဓမ္မသစ်ကျမ်းကမရှိသေးဘူး။ဘာပဲရှိသေးလဲဆိုလို့ရှိရင်ဘာပဲရှိလဲဆိုလို့ရှိရင်အာပညတ်တိကျမ်းနဲ့အနာဂတ်တိကျမ်း။ not ပညတ်တိကျမ်းကဟိုမောရှိရေးခဲ့တဲ့ပညတ်တိကျမ်း၅ဆောင်ဒီမှာဂျားထဲမှာရှိရဲ့ຢາດີຄຸນະດໍມະຢາຊວຍນີ້ຊິແມ່ປີ້ດໍມາອ່າທີ່ເບາະມາຊິແດ່ နာဂတိအဲ့နာဂတိကျမ်းထဲမှာဂျူသူကဂျူတရားကိုနော်ဆိုတော့အဖေကဟီလတဆိုမဲ့သူ့ရဲ့အမေအဖွားတုံတင်ခဲ့တဲ့ကောင်သူဂျူတရားဆိုတော့သူ့ရဲ့အမေနဲ့အဖွားလည်းသူနှုတ်ကပတ်တော်ကောင်းကောင်းကျွမ်းကျင်တာနှုတ်ကပတ်တော်ဆိုတော့ခုနကပြောဓမ္မဟောင်းကောင်းကောင်းကျွမ်းကျင်တဲ့သူဖြစ်ခဲ့တဲ့အခါကျတော့သူ့ဒီအဲခရစ်တော်ဆင်းလာမယ်လမ်းကြောင်းကအစအခုအသေးခံပြီးရှင်ပြန်ထမြောက်ခဲ့တာဒီခရစ်တော်ဖြစ်တယ်ငါတို့ဂျူးတွေ ညှော်လင့်နေတဲ့ခရစ်တော်ဖြစ်တယ်ဆိုတဲ့ဥစ္စာလေးကိုတရားရှင်းပြခဲ့တာဆိုတော့ဒါဒါဟုတ်သူပြောပြတာမိကျန်းစာကိုငယ်လေးဉာဏ်နဲ့စပြီးသင်ယူခဲ့တယ်အဲ့ဒီမှာမိဉာဏ်ပညာရတာဝိညာဉ်တော်အဖြစ်မြင်နားလည်လာမယ်သဘောပေါက်လာမယ်အဲ့ဒီအရာတွေနေပြီးတော့မှယေရှုဟာကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာပြီးတော့ငယ်တဲ့အရွယ်ကနေစပြီးမိယူလာတဲ့ဥစ္စာဘယ်တော့မှမအောင်အဲ့ဒီအတိုင်းမြို့သွန်သင်ခဲ့တဲ့အရာကိုရက်တွေပါနောက်တစ်ခုကသူဒီလိုပြောချင်တာဖြစ်မှာပါ ငါနဲ့အတူတူမင်းအမှုတော်ဆောင်ခဲ့တဲ့အခါမှာသာသနာကြီးထွက်ခဲ့ထွက်ခဲ့တဲ့အခါမှာငါရဲ့တွင်တင်ဝီငါပြောဆိုခဲ့တဲ့အရာတွေအကုန်လုံးဒီဒါတင်တက်တာတော့ဘေတော့မှားเสียကြအောင်မရှိဘူးဒါတွေကိုမင်းတွင်တင်လို့ရတယ်မင်းကိုယ်တိုင်ဒီပုံမှာစတန်လောက်ပါဆိုပြီးတော့သူပြောခဲ့တာဖြစ်တယ်ဆိုတော့တွေ့ရတာပေါ့ပြီးတော့ထပ်ပြီး confront ထပ်လုပ်ပြီးတာငွေဆက်ဆောင်မှာထူချမ်းစာရှိသည်မြတ်သည် ဖျားသခင်မှုတ်သွင်းတော်မူသောအာဖြင့်ဖြစ်၍ဆိုတော့ပြောချင်တာဒီကျမ်းစာကဟိုဘယ်တော့မှမှားစရာအကြောင်းမရှိဘာကြောင့်လဲဆိုလို့ရှိရင်ဖျားရဲ့တန်ရှင်တော်ဝိညာဉ်တော်အာဖြင့်မှုတ်သွင်းခဲ့ရည်ရာဆိုတော့ဒါကျွန်တော်တယောက်ချင်းစီတိုင်းလဲယုံရမယ်ယုံကြည်ရည်တည်ချက်ပဲဆိုတော့ဒီကျမ်းစာထဲမှာတချို့တဝက်ကိုပဲယူရမယ်ဆိုတော့အယူဝါဒအယူအဆတွေရှိတယ်အဲ့ဒါမဟုတ်ဘူးအဲ့ဒါမဟုတ်ဘူး အဲ့ဒီကျန်းစာကတအုပ်လုံးကဖရာရေးထားတာပဲဖရာရဲ့တန်ရှင်သောဝိညာဉ်တော်အပြင်ဖရာရေးထားတာပဲဆိုတော့ကျွန်တော်နားလေရတယ်ဒါကျွန်တော်တို့အတွက်အရေးကြီးတယ်ဆိုတော့ဖျားသခင်ဒီလူပေါင်း40လောက်ကိုနှစ်ပေါင်းထောင်ချီပြီးတော့မှ လူတန်းစားမတူအဆင့်တန်းမတူအရေးချင်းနေမတူဒါပေမဲ့တေချာဖရာသခင်ကလမ်းပြပြီးမှရေးခဲ့တဲ့အခါမှာဒီ66ဆောင်း ရှိရဲ့တမာကျန်းစာဘုရားကလောကကြီးနဲ့တက်ဆိုင်တဲ့အရာအကုန်လုံးအိုးကဘာဆဖြစ်လာတယ်ကဘာဆဆုံးသွားမယ်လူတွေရဲ့အခြေအနေပြီးတော့မှဘုရားကိုတော်လန်ပုံကန်တဲ့မာနရဲ့အဆုံးအမာနဆဖြစ်လာအဲ့ဆိုအကုန်အကုန်အကုန်လုံးကဒီထဲမှာအကုန်လုံးရှိတယ်ဒါကြောင့်ဘုရားသခင်ဒါကြီးတာတခုမှဘာလို့လို့မရဘူးလဲဆိုလို့ရှိရင်ဖယ်လိုက်လို့မရဘူး တခုမှလည်းထပ်ပေါင်းထဲလို့မရတဲ့အရာဒါကိုတမာကျန်းစာတဖျားရေးထားတာဖြစ်တယ်ဆိုတော့သူတွေကဒီရှင်ယွမ်းကျန်းထဲမှာပြောပြထားတဲ့အရာကိုသူကဗာပြောခြင်းလဲဆိုလို့ရှိရင်ဟောဒီကျန်းစာထဲမှာတဲ့ထည့်မိထားတဲ့အရာလေးတွေအများကြီးရှိသေးတယ်ဒါကိုပြောမယ်ဆိုလို့ရှိရင်ညီကြီးတော်မဆန့်ဘူးဆိုပြီးတော့မှဒါဝိညာဉ်တော်ကဆက်လုံနေပါတယ်ဆိုပြီးတော့မှ တော့ဒီကျန်းစာတွေမှာမပါတဲ့အရာတွေကိုဖခင်ကသူတို့အားဖြင့်လုပ်တယ်ပေါ့လေဆိုတော့ပြီးတော့မှအဲ့လိုလုပ်တဲ့အရာတွေကိုဆိုတော့ဟိုတွန့်တင်တာပေါ့ဟုတ်ပါတယ်အကျွန်တော်ဟိုနားလည်ပါတယ်ဖခင်ကလုပ်နိုင်ပါတယ်အစ်တာပေမဲ့အဲ့ဒီလုပ်တဲ့အရာတွေကတော့ကျန်းစာနဲ့တော့မလွဲသွားဘူးဗျအဲ့ဒါတော့ကျွန်တော်ယုံလို့ရတယ် တန့်ရှင်သောဝိညာဉ်တော်ဖရာရဲ့လှုပ်ဆောင်ချက်အရာများသည်ဒီကျမ်းစာနဲ့ပြည့်တော့မှမလွတ်ရအောင်ဒါအများကြီးကျွန်တော်တို့နားလည်ရတယ်သခင်ယေရှုသည်ယေရှုခရစ်တော်ဆိုတာကယ်တင်ရှင်ဖြစ်တယ်ယေရှုနဲ့ခရစ်တော်ဆိုတာဖရာတပါးတည်းပဲဘယ်တော့မှခွဲလို့မရအောင်အပြစ်ရှိတဲ့သူကဝန်ချတောင်းပန်ရမှာတောင်းပန်ရမှာပဲဒါတွေအကုန်လုံးကဟော

ကျမ်းစာကိုကျမ်းစာပဲကျွန်တော်ဒီလိုယုံတယ်ဆိုတမန်တော်ကြီးရှင်ပေါ်လူကလည်းတိမောသေးလို့ဒီအတိုင်းသွန်သင်တာဒီကျမ်းစာ ရှိသမျှဒီဘုရားသခင်မှုတ်သွင်းတော်မူသောအဖြစ်ဖြစ်၍လို့ပြောတဲ့အတွေ့အကြုံမလို့အဲ့ဒီတမကျမ်းစာတိုင်းမင်းမယုံကြည်ရက်ဒီပါဆိုပြီးတော့မှပြောတာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဟုတ်ပြီနောက်ဆုံးသူပါပြောလဲဆိုလို့ရှိရင် ဖယားသခင်လူသည်စုံလင်တော်သူစုံလင်တော်သူဆိုတာကဟောကျွန်တော်တို့သူတပားကိုတုံတင်ဝီငှနေတဲ့သင်အုပ်တယောက်နေနေရကြတော့ကျွန်တော်အသက်တာထဲမှာဒီတမာကျန်းစာနဲ့ချိန်ထိုးတဲ့အခါမှာလိုအပ်ချက်မရှိအောင်အသက်ရှင်ရမယ်လို့ဒီလိုပြောပြတာစုံလင်တဲ့သူဆိုတာဒါမျိုးဖြစ်နေရမယ်ဒါကြောင့်ဖယားရဲ့လူသည်စုံလင်နေရမယ် ကျောင်းမှာလိုအပ်ချက်တွေရှိပါတယ်။ Okay အဲ့ဒီလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမှာကျွန်တော်နဲ့အတူတူရှိနေတဲ့တန်ရှင်တော်ဝိညာဉ်တော်ပဲဖြစ်တယ်။ကျွန်တော်ထဲမှာရှိနေတဲ့ဝိညာဉ်တော်ကကျွန်တော်ရဲ့လိုအပ်ချက်တွေကိုမာစပြီးတော့မှပြင်ဆင်ပြုပြင်ပြီးသွားမှာ။ဒီလိုပဲကျွန်တော်တို့ကပြုပြင်ပြီးတဲ့အခါမှာသူတပါးကိုပြန်ပြီးတော့မှအောက်မှာဆက်ပါလာပါလဲဆိုလို့ရှိရင်ကောင်းသောအမှုအမျိုးမျိုးကိုပြုစုခြင်းအလို့ငါပြင်ဆင်တော်သူဖြစ်မည်အကြောင်း ဆိုတော့သူတို့ဘာပြန်လုပ်ရမလဲဆိုလို့ရှိရင်ကောင်းသောအမှုအမျိုးမျိုးဆိုတော့ကောင်းသောအမှုမျိုးမျိုးပြန်ပြီးတော့မှလုပ်ပြီးတဲ့သူဆိုရင်တမာတရားနဲ့ညီခုနအပေါ်မှာရှိနေအချမ်းစာကိုတိချာနားလေတိရှိသဘောပေါက်တဲ့အခါမှာဘာလို့ရတော့မလဲဆိုလို့ရှိရင်အဲ့ဒီချမ်းစာမှာဖော်ပြတဲ့အတိုင်းသူတို့ဘာကိုကောင်းတဲ့အမှုရအောင်လုပ်ပြီးမယ်ဆိုတော့ဖရားရဲ့တမာတရားနဲ့ ကျွန်တော်တို့ရဲ့ကောင်းနေဆိုရယ်စံနေတော့တော့ချိန်လို့မရအောင်တရားကပေါ့လေကျွန်တော်တို့အသက်တာထဲမှာနှုတ်ကပတ်တော်တမာတရားနဲ့အညီပဲလုတ်ပီးခြင်းနေဆိုတာကိုတွေ့ရတယ်။နော်ဒါဒါကိုကျွန်တော်နားလေထားရမယ်။ဆိုတော့ကောင်းတဲ့အမှုဆိုတာတမာတရားနဲ့အညီအဲ့တမာတရားဆိုတာလေကျမ်းစာပဲ။ကျမ်းစာထဲမှာပြောပြထားတဲ့ဖခင်ရဲ့အလိုတော်နဲ့ညီဆိုလို့ရှိရင်ဒါသည်တမာတရားကောင်းတာ ဖျားရဲ့အလိုတော်နဲ့မညီတဲ့အရာဆိုလို့ရှိရင်ဒါကအာမှားယွင်းတဲ့အရာကျွန်တော်ဒီလိုပဲမလုပ်ရမယ်ဆိုလို့ရှိရင်အာနားလေရမယ်တွန်းတင်ရမယ်โอเคနောက်တစ်ခုကကြတော့ဩဝါဒပီးခြင်းအပြစ်ကိုဖော်ပြခြင်းဖြောက်မတ်စွာပြုပြင်ခြင်းတရားကိုတွန်းတင်ခြင်းကျေးဇူးများကိုပြုတဲ့ဩဝါဒပီးတယ်ဆိုတာ သူများကိုပြန်ပြီးတော့မှဆုံးမတွင်တင်တဲ့အခါမှာကျန်းစာကဒီလိုပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့အသက်တာထဲမှာဒီလိုလုပ်ရပါမယ်ဆိုပြီးတော့မှကျန်းစာနဲ့တထက်ထဲပြောပြရမယ်အဲ့ဒီခါမှာဘာဒီပါလာလဲဆိုတော့အပြစ်ကိုဖော်ပြခြင်းဆိုတာတင်းရဲ့အသက်တာထဲမှာဒါဖခင်ကပြောထားတဲ့နှုတ်ကပတ်တော်နဲ့မညီပါဘူးလို့ဖော်ပြပေးတာသူ့မှာရှိနေတဲ့အပြစ်ကိုဖော်ပြပေးတာအဲ့လိုဖော်ပြပေးတဲ့ ပြီးတဲ့အခါမှာဖြောင့်မတ်စွာ ပြုပြင်ခြင်းဆိုတာကြတော့အဲ့ဒီလိုအပြစ်ကို तू ကတိသွားပြီးနားလေသွားပြီးဆိုလို့ရှိရင်တမာတရားကမင်းအပြစ်ဒီလိုရှိရတဲ့မှန်ကန်စွာလမ်းကြောင်းထဲမှာပြန်ပြီးတော့မှပြန်သွားရအောင်ဆိုဖြောင့်မတ်ခြင်းလို့ခေါ်တယ်ဖခင်ရဲ့အလိုတော်နဲ့ညီတာဒီဖြောင့်မတ်ဒါကြောင့်ဒီလမ်းထဲမှာပြန်လျှောက်ပါဆိုပြီးတော့မှဒီလိုတုံသင်ပေးရမယ်နောက်ဆုံးတစ်ခုကကြတော့တရားကိုတုံသင်ခြင်းကျေးဇူးများကို ပြုတ်တတ်တယ်ဆို ဒီနှုတ်ကပတ်တော်လမ်းထဲမှာသွားနေရင်းနဲ့ဆက်ပြီးအဲ့ဒီနှုတ်ကပတ်တော်တိုင်းအသက်ရှင်တက်ဖို့အတွက်တောက်လျှောက်တမတရားလမ်းကိုဆက်ပြီးညွှန်ကြားသွားရမယ်ကျွန်တော်အဲ့အဲ့အဲ့ကျွန်တော်တို့အသက်တာထဲမှာဟိုကိုယ်တိုင်အဲ့လိုသွားပြီးတော့သူတပားကိုလည်းအဲ့လိုတုံသင်ပေးဖို့အတွက်ပြောပြထားတာကျွန်တော်တမန်တော်ရှင်ဘောလို့ကတော့တိမောသေကိုဒီလိုတုံသင်ပေးတာပေါ့ဒါကြောင့်အရင်ယူကြည့်ပါတယ်ဆိုတော့ကျွန်တော်တို့အသက်တာထဲမှာကေတင်ချင်းစိတ်ချမှုဆိုလို့ဆိုတာရှိ ਉ ရှိရမယ် ။သခင်ရွှေကျွန်တော်တို့ပြစ်တွေ့လက်ဝါးကားတိုင်းမှာစံစာလာတဲ့အချိန်အသိခံတယ်။တဂျူချင်းကိုခင်ပြီးမှစံစာလာတဲ့အချိန်သုံးရမြောက်တွေ့နေမှာရှင်ပြန်ထမြောက်တယ်ဆိုတော့ကျွန်တော်တို့ယုံနေဆိုလို့ရှိရင်ကျွန်တော်တို့ကကောင်းကင်နိုင်ငံတော်သွားမဲ့သူတွေဖြစ်တယ်။ဒါကယုံကြည်ခြင်းအပြင်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရတယ်။ဒါကအဓိကကယ်တင်ခြင်းဆိုတာတန်ခမောက်နဲ့တူတယ်တဲ့။ကောင်းမှဆောင်းထားတဲ့ကျွန်တော်တို့စိတ်တဲ့လက်နဲ့ကလာပြီးတော့မှလှုပ်စေလုံးဝမထီအောင် ဆောင်းထားတဲ့ဒါတန်ခမောက် ကယ်တင်ခြင်းစစ်ချောင်းပြီးတဲ့အခါမှာကျွန်တော်တို့ရဒီဘယံပဒါမှာဖြစ်ဖို့ရည်ကြီးဆိုတော့ဟိုလူပြောလဲပါသွားလိုက်ဒီလူပြောလဲပါသွားလိုက်မဖြစ်ဖို့အတွက်တမာတရားကိုတည်တည်ချာချာနားလေဖို့အတွက်နှုတ်ကပတ်တော်တမာတရားကိုကျွန်တော်တေချာနားလေအောင်ဖဲရမယ်လိလာရမယ်ခံယူရမယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ကကျိုးသမျှနောက်ကိုပါသွားလိမ့်မယ်ဒီနေ့ ျမ်းမှချမ်းသာဟောနေတဲ့သူတွေနောက်ကိုပါသွားတဲ့သူတွေကျွန်တော်တွေ့ရတယ်ဆိုတော့တချို့တင်းတော်မှာရှိနေတဲ့ကလေးတွေကျွန်စနေစကူကလေးတချို့ဆိုလို့ရှိရင်ကျန်းစာတော့ကောင်းကောင်းမနားလေသေးဘူးကျန်းစာဖတ်တဲ့အခါမှာအတိတ်ပင်တော့သိချာမသိသေးဘူးကျန်းစာကိုတအုပ်လုံးကိုအောင်မသိသေးဘူးဒါပေမဲ့ခုဘက်ကအာပေါင်းအာရင်တန်တန်နဲ့ပြောပြီးတော့မှဒီသွေးဆောင်မှုနောက်ကို လိုက်သွားတယ် ဘာစပရင့်နဲ့ဟောနေတာလဲတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့အိတ်ဘက်ကိုပေါင်သွားပြီးတော့မှအဲ့ဒါမှအမှန်ဆိုပြီးတော့မှ ပြောကြတယ်တမာကျန်းစာကိုတီချချိန်ထိုးနားလေတာမရှိဘူးဆိုတော့အေးဝမ်းနေကြကောင်းပါတယ်တတိထားရပါဆိုတော့ကျန်းစာကိုတီချနားလေတယ်ဆိုလို့ရှိရင်တော့အแทးမှာရှိတဲ့ဝိညာဉ်တော်ကလေကျွန်တော်တို့ပိုင်းခြားသဘောပေါက်ခုနပြောလို့ပေါ့ ကျန်းစာဘာတလုံးမှအထင်းမှတူမိသားချင်းမရှိဘဲနဲ့ပြိုးသမျှအကုန်လုံးလိုက်နားထောင်နေဆိုလို့ရှိရင်တော့သူတို့ရဲ့အထင်းမှရှိနေတဲ့ emotion လို့ခေါ်တဲ့စိတ်ခံစားချက်နဲ့ဝိညာဉ်တော်ကပေါ်ပြတာလားသူတို့ရဲ့စိတ်ခံစားမှုလားဆိုတာကိုယ်ပြဆိုတော့မသိလို့တဲ့အခါမှာအဲ့ဒီခတ်သိမ်းသောဩဝါဒလေးတိုက်တဲ့နောက်ကိုပါသွားတယ်ဆိုတော့အရင်ဝမ်းနေကြကောင်းပါလားတော့နောက်တော့မှသိရတယ်ဆိုလို့ရှိရင်တော့ဒါနောက်ကျသွားပြီဒ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 ီအချိန်ကနောက်ကျသွားပြီ တကယ်မှန်ကန်စွာနဲ့ဖယားနဲ့တွားတယ်ဆိုလို့ရှိရင်တော့ပုံမှန်တစ်ဆင့်မီတစ်ဆင့်တစ်ဆင့်မီတစ်ဆင့်တွားဖို့အတွက်အရန်အရေးကြီးပါဒါကြောင့်တမာတရားဖြစ်တဲ့ကျမ်းစာကိုကျွန်တော်စုံလင်းစွာတိချာလေ့လာခံယူဖတ်ရှုဖို့အတွက်လိုအပ်ပါတယ်ပြီးတော့နောက်ဆုံးသူတစ်ပါးကိုလည်းပြန်ပြီးတော့တုံတင်တဲ့အဲ့ဒီနောက်ကဘတော်တမာကျမ်းစာအတိုင်းပဲပြန်ပြီးတုံတင်ဖို့လိုအပ်ပါတယ်ဒါကြောင့်တိမောသေအမိနဲ့အဖွားစီစင်းလာတယ် ပေါ်လူစရာစီးစင်းလာတယ်။တွန်တင်ဩဝါဒယုံကြည်ချက်တွေဘယ်တော့မှမမအောင်။ကျမ်းစာကိုလေတိမောသေတေးချဖတ်ပြီးနားလည်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကျမ်းစာကလေဖခင်ရဲ့စကားဖြစ်တဲ့အတွက်ဘယ်တော့မှမှားစရာကြောင့်မရှိကျွန်တော်အသက်တာထဲမှာလေဒီလိုပဲမှန်ကန်တဲ့ဆရာမှန်ကန်တဲ့ဩဝါဒပေးတဲ့သူတွေနဲ့တွားလာပြီးမှကျွန်တော်ကိုယ်ရဲ့နှုတ်ွက်တော်ဖတ်ပြီးတော့မှအဲ့ဒီနှစ်ခုပေါင်းတဲ့အခါမှာအဲဒီမှာရှိတဲ့ဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ဟာ တကယ်ပဲအသက်တာတယ်မှာဖခင်နှစ်သက်တဲ့အသက်တာနဲ့ဆက်လက်အသက်ရှင်သွားနိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုနေငယ်ဝင်ငှားကြပါမယ်အားလုံးပေါ်မှာဖခင်တာကြီးကောင်းကြီးပေးပါစေ